ဩဂရိုင်မင်္ဂလာပါခင်ဗျာကျွန်တော် trend ကြနေရပါဟိုကတစ်ခုလောက်မေးချင်တာပေါ့ဩဂရိုင်ဒီမတီးတော့မသိပန်ကောက်ကလာတဲ့သတင်းပေါ့ဟိုကျွန်တော်တို့ဒီစတင်မာလာ30ရက်နေ့ညနေပိုင်းလောက်မှာဒီပြည်သူ့ရှိတော်ပါတီရဲ့ CEC ပုံဝင်ဖြစ်တဲ့ဦးဆိုင်လေးနဲ့ပေါ့နော်နောက်ပါတီဝင်ဖြစ်တဲ့ကိုကျော်မင်းထွက်တဲ့ကဒီမဟာချိုင်မှာရှိတဲ့ CI စခန်းလာခဲ့ပေါ့အဲ့မှာမဖြစ်လို့လည်းတော့ဖွင့်ပြချက်ရှိပဲဝင်ရောက်တယ်လို့သိရတယ်ပေါ့နော်အဲ့မှာသူကဘာလို့ဝင်လာလဲဆိုတော့ပါတီ CEO ကြီးကိစ္စတွေအခုတော့ရွေးကောက်ပွဲမဲပေးဖို့ဟို ဆောင်ရွက်ဖို့အိစာရေးခွင့်ခဲ့တယ်ပေါ့အဲ့ဒါပြည်ချင်တာကဟိုပြည်သူ့ရှေ့တောင်ပါတီအနေနဲ့ဒီ CI ကန်ဆောင်ထားတဲ့လူတွေဟာမဲပေးခွင့်မရှိမရှိရဘူးဟိုတိပါလားပေါ့နောက်ကပါတီစီရင်ခွင့်ပြုချက်မရှိပြန်နဲ့ဒီဆောင်ရွက်တဲ့အချိန်မှာဥက္ကဋ္ဌအနေနဲ့ဒီဖြစ်စဉ်ပေါ်ပါအများမှတ်ချက်ပြုတယ်ပေါ့အဲကျွန်မနှစ်ချက်ပြောပြရစီရှင်နံပါတ်၁ကတော့ဒါကျွန်တော်တို့ဟာပေါ့ကျွန်တော်တို့ကပါတီကိုမဲပေးပါလို့စီယုံခဲ့တာမဟုတ်ဘူးဟိုနိုင်ငံသားတွေဖြစ်တဲ့အတွက်နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် ပုံစံ15နဲ့ပေါ့နော်ဒါပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကလည်းကြေညာနေပြီအဲပုံစံ15နဲ့လျှောက်ကြပါနိုင်ငံတကာအောင်သွားတဲ့ရောက်နေတဲ့ရွှေ့ပြောင်းလုပ်သားတွေပုံစံ15နဲ့ကြိုတင်မဲပေးလို့ရအောင်အသက်ဆိုင်ရာနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံမှာသွားပြီးလျှောက်ကြပါဆိုပြီးပုံစံ15အချိန်ပါရှင်အဲဒါဒီအချိန်မှာဒါ voters education လောက်ဝမှာ ဖြစ်တဲ့အတွက်ကိုဟိုသွားကြတာဖြစ်ပါလေရှင်အဲအဲ့လိုသွားကြတာဖြစ်ပါလေရှင်နောက်တစ်ခုကကြတော့ဒါဒီအစိုးရဌာနမဟုတ်ဘဲနဲ့ အဲဆက်ယုံလုံယုံနေနေရတယ်လေအဆက်ယုံလုံယုံနေဆိုတော့ဒီဆက်ယုံလုံယုံပိုင်ရှင်နေနဲ့လဲခင်မင်ရင်းနှီးတဲ့အတွက်ဟိုပေါ့နော်ဒီခရီးသွားခဲ့တာဖြစ်ပါလေရှင်ဟိုလိုမျိုးအကျွန်တော်တို့ဟိုဒီခွင့်ပြုချက်တင်ပြီးသွားမယ့်နေရာမျိုးမဟုတ်ပါဘူးရှင်အဲနောက်တစ်ခုကတော့ဒီ CI သမားတွေပေါ့အာ CI သမားတွေမဲပေးလို့မရဘူးဆိုတာအာကျွန်တော်တို့အကြမ်းမြင့်သိပါတယ်အဲသို့တော်လဲဒီလူတွေလဲနိုင်ငံသားတွေဖြစ်တဲ့ခါကျတော့မဲဟိုပေါ့နော်အထူးထူးရွေးကောက်ပွဲလုပ်တော့မယ်တကယ်လို့ မဲပေးခြင်းလည်းပြန်မြန်မာပြည်ပြန်လာလို့ရတာပေါ့နော်တကယ်လို့ဟိုအဲ့မှာပဲနေပြီးမဲပေးခြင်းတယ်ဆိုလို့ရှိရင်လေဒါတရားဝင်သွားတဲ့သူနဲ့တရားဝင်မသွားတဲ့သူတွေပေါ့ CI တရားဝင်မသွားဘဲနဲ့နောက်မှကျွန်တော်တို့မြန်မာနိုင်ငံတန်ယုံကနေ CI ပေးတာပေါ့နော်ဒါထိုင်းအစိုးရနဲ့ပူးပေါင်းပြီးဆောင်ရွက်တဲ့ကိစ္စလို့ထင်ပါတယ်ရှင်အဲဆိုလို့ရှိရင်ဒါမြန်မာနိုင်ငံသားတွေကိုပဲအဲဒီမဲဆန္ဒရှင်ပညာပေးဆောင်ရွက်တာဖြစ်တဲ့အတွက်ဒါဒီဆောင်ရွက်ခွင့်ရှိပါတယ်ရှင်ဥပဒေရဆောင်ရွက်ခွင့်ရှိပါတယ်ကျွန်တော်တို့အခုလဲ အဲကျွန်တော်တို့ဆိုရင်ဟိုပါပေါ့အခုလည်းပြည်သူလူထုနဲ့တွေ့ဆုံပွဲတွေလုပ်လို့ရပါတယ်ဒါသက်ဆိုင်ရာဟိုမှာပြီးခဲ့တဲ့ရက်တည်းကဆိုကျွန်တော်တွန်တေးမှာလုပ်တယ်လူတထောင်ကျော်တက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထွေရုပ်ကိုတင်တယ်အဲပြီးလို့ရှိရင်ရွေးကောက်ပွဲကော်မရှင်ပေါ့သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တင်ပြီးတော့မှခွင့်ပြုမိန့်နဲ့ဆောင်ရွက်တာဖြစ်ပါတယ်အဲ့ဒါဒီပါတီစည်းရုံးရင်းလုပ်တာမဟုတ်ပါဘူးကျွန်တော်တို့ပါတီအကြောင်းပြကောင်းစရာပါတီရဲ့မူဝါဒတွေကိုသိဖို့အသိဖို့ပြည်သူလူထုသိရှိဖို့တော့ပါတီအကြောင်းကိုကျွန်တော်တို့ပြောတာဖြစ်ပါတယ် ဲကျွန်တော်တို့ပါတီကိုမဲထဲပါလို့ကျွန်တော်တို့တခွန်းမှမပြောပါဘူးရှင့်အဲနောက်တစ်ခုကတော့နောက်တစ်ခုကတော့ဒီပြည်သူလူထုနဲ့ထိတွေ့တာကတော့ကျွန်တော်တို့ဒီမျက်မှန်အစမ်းတပ်ပြီးမျက်မှန်အလကားပေးတယ်အဲပြီးလို့ရှင်ဒီကျွန်တော်တို့ဟောပေါ့ရှင့်အဲစေကုတမှုတွေပေးတာပေါ့နော်ဒါတွေကပြည်သူလူထုတကယ်လူအပ်နေတဲ့အဲအခြေခံလူအပ်ချက်တွေကိုကျွန်တော်တို့ပါတီအနေနဲ့အဲတရတအားထမ်းဆောင်တာဖြစ်ပါရှင့်ဆိုလို့ရှင့်ဒါတွေကလှုပ်ခွင့်ရှိပါရှင့်လှုပ်ခွင့်မရှိတာကိုလှုပ်တာမဟုတ်ပါဘူးဒါ voters education မှာ အကျွန်မဆိုလို့ရှိရင်ဒါတပတ်တစ်ခါပေါ့နော်တနင်္ဂနွေနေ့မှာလေဟို live လို့မြေကျွန်မပြောတယ်ပြောတဲ့အချိန်မှာကျွန်မအများရန်အဲ၃ခုပြောပါတယ်နံပါတ်၁ကတော့ voters education ပြောပါတယ်အဲ voters education မှာအဲသူ့အချိန်နဲ့သူပြောပါတယ်ရှင်ရွေးကောက်ပွဲရွေးကောက်ပွဲဥပဒေတွေထွက်တဲ့အချိန်မှာဒီရွေးကောက်ပွဲစနစ်တွေပြောင်းသွားတယ်နောက်မဲဆန္ဒနယ်တွေဘလို့တတ်မှတ်တယ်ဆိုတဲ့ဟာပြည်သူလူထုသိအောင်ကျွန်မပြောပါတယ်အဲနောက်တစ်ခုကတော့ကျွန်မ live ကိုနားထောင်တဲ့ကျွန်မရဲ့ပါတီဝင်တွေ အဲကျမတို့ရဲ့ဒီကိုစလဲလောင်းနေရလဲဒါဥပဒေဖတ်ရတကယ်သူပဲပေါ့နော်အတိအောင်ကျမပြောတာဖြစ်ပါရှင့်အဲ့ဒါနောက်ပိုင်းမှာတော့ကျမတို့ပုံစံ၃ကကြီးနဲ့အဲပုံစံ၁၅ပါရှင့်ပုံစံ၃ကကြီးဆိုတာကတော့ပုံစံ၃ကကြီးရောပုံစံ၁၅ကရောမဲဆန္ဒနဲ့ပြင်ပရောက်မဲဆန္ဒရှင်တွေရဲ့နိုင်ငံရင်သားအခွင့်အရေးမဆုံးရှုံးရအောင်ဟိုပေးထားတဲ့အခွင့်အရေးဖြစ်ပါရှင့်ဥပမာပုံစံ၁၅ဆိုရင်နိုင်ငံသားရောက်မြန်မာတွေပေါ့နော်ဆိုလို့ရှိရင်သူတို့ကဒီအချိန်မှာ အောက်တိုဘာ12ရက်နေ့နောက်ဆုံးမှာရှင်ဒီအချိန်မှာမှမြန်မာတန်ယုံကိုဆက်သွယ်ပြီးတော့ပုံစံ15နဲ့မလျှောက်ဘူးဆိုလို့ရှင်သူတို့တကယ်မဲပေးတဲ့ရဲကြလို့ရှင်သူမဲပေးလို့မရဘူးရှင်အဲ့ဒါကြောင့်မလို့ကျမတို့ကသူ့အချိန်နဲ့သူဆောင်ရွက်ရတာဖြစ်ပါတယ်နောက်ပြီးတော့ပြီးတော့ဒီ September 30ရက်နေ့မှာဟိုဒီဟိုပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့မှမဲဆင်းရင်ကတ်တယ်ပေါ့နော်ဆိုလို့ရှင်မဲဆင်းကိုလည်းမဲဆင်းကိုလည်းပြည်သူလူထုကတော့စစ်တော့စစ်မှာပေါ့နော်မဲဆင်းကတ်တဲ့နေရာမှာတော့စစ်မှာ ဆိုလို့ရှိရင်မဲဆင်းမှန်ကန်ရေးသည်နိုင်ငံတော်အစိုးရနဲ့ UEC နဲ့လဝကနဲ့ပဲတာဝန်ရှိတာမဟုတ်ဘူးပြည်သူလူထုတယောက်ချင်းစီမဲဆန္ဒရှင်တယောက်ချင်းစီမှာလည်းတာဝန်ရှိတယ်ဆိုတာကျွန်တော်တို့ပြည်သူလူထုကိုမဲဆန္ဒရှင်ပညာပေးလောက်တာဖြစ်ပါလိမ့်ရှင်အဲ့လိုလောက်ပြီးလို့ရှိရင်အဲ့မှာပုံစံ၃ရှိတယ်ဖြည့်ပြင်ဖြည့်ပေါ်ရှင်ဖြည့်ခြင်းနဲ့ဆိုလို့ရှိရင် မကိုအိမ်မှာကိုမိသားစုသွားဆစ်လိုက်တယ် ဟိုဆက်ရှင်နှစ်ပြည့်ပြီးဟိုပထမဦးဆုံးချိန်မဲပေးမဲ့ကိုသားငယ်ဆုံးကမဲဆင်းမှမပါသေးဖြည့်လို့ရတယ်အဲ့ဒါပုံစံသုံးတယ်ပါရှင်ပြီးလို့ရှိရင်ပုံစံလေးကငယ်ကတော့မဲဆင်းမှတော့ပါတယ်သို့တော်လည်းအချက်လက်မှားနေတယ်ပေါ့နော်ဆိုလို့ရှိရင်နာမည်စလုံးပေါင်းမှားတယ်သို့မဟုတ်မှတ်ပုံတဲ့နံပါတ်တစ်လုံးလွဲတယ်အဖေနာမည်မှားနေတယ်သို့မဟုတ်စလုံးပေါင်းမှားတယ်အင်္ဂလိပ်စာမပြည့်စုံဘူးပေါ့နော်စသဖြင့်အချက်လက်ပြင်ချင်တယ်ဆိုရင်လေးကငယ်နဲ့ပြင်ရတာဖြစ်ပါရှင့် နောက်ဖြက်ကတော့ကို့အိမ်ကအဖိုးကဆုံးသွားပြီဒါပေမဲ့မဲဆင်းမှာပါနေသေးတယ်ဆိုလို့ရှိရင်ဒီသိဆင်းနဲ့တကွပေါ့နော်ဒီဒီအိမ်အောင်စုမှလည်းဖြက်ပြီးပြီအဲ့ဒါကြောင့်မို့မဲဆင်းကလည်းဖြက်ပြီးပါဆိုပြီးပုံစံလေးနဲ့အဲကျွန်တော်တို့တက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကြီးရက်ကြီးကော်မရှင်ကြီးမှာတွားကြဖို့ပေါ့နော်ဆိုလို့ရှိရင်ဒါကျွန်တော်တို့နိုင်ငံရေးပါတီတစ်ခုအနေနဲ့အဲနိုင်ငံနိုင်ငံနိုင်ငံအရေးတာဝန်တစ်ခုပေါ့နော်ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ကိုအဲကျွန်တော်တို့ဝိုင်းဝန်းဆောင်ရွက်တာဖြစ်ပါတယ်ပါတီစည်းရုံးရေးလောက်တာမဟုတ်ပါဘူးရှင့် 没啥那些别疆被省略的偏北一些？<noise>